စက်တင်ဘာလ၈ရက်နေ့ကနေပြီးတော့စသတ်မှတ်လိုက်ကြတဲ့အောင်နိုင်ရေးကာလနှစ်လဟာမနေ့ပြန်ညတကောင်ချိန်မှာပြီးဆုံးသွားတော့မယ်။ဒါတော့ဒီအချိန်အတွင်းမှာကျမတို့ရဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အောင်နိုင်ရေးအတွက်ဝိုင်းဝန်းပြီးတော့ကူညီပေးတဲ့ပြည်သူလူထုအားလုံးကိုကျေးဇူးတင်တယ်လို့ဆက်တင်ပြောချင်ပါတယ်။ကျမတို့ရဲ့အောင်နိုင်ရေးအတွက်ဒီမဟုတ်ဘူးပေါ့နော်။ဒီရွေးကောက်ပွဲဒီမိုကရေစီထရီရွေးကောက်ပွဲကြီးအောင်မြင်စွာဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်းပြီးတော့ကူညီမဆ ပေးတဲ့ပြည်သူလူထုတွေနှိုးကြတက်ကြွစွာနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေဖြစ်အောင်လို့အပြုသဘောနဲ့ပေါင်ဖို့ကူညီကြတဲ့ပြည်သူလူထုတွေအားလုံးကိုကျေးဇူးတင်တယ်လို့ကျွန်မစပြီးပြောချင်ပါတယ်။ဒီရွေးကောက်ပွဲကြီးဟာကျွန်တော်တို့နိုင်ငံအတွက်အင်တာမအရေးကြီးတယ်ဆိုတော့ကျွန်တော်ထပ်တယ်လေးလေးပြောတဲ့ကိစ္စပါ။ရွေးကောက်ပွဲတဲ့စီယုံးရေးမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတခြားနိုင်ငံရေးပါတီများကြီးတို့စီယုံးရေးလုပ်ကြတာပေါ့။ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ရဲ့အဲ ပါတီကိုပြည်သူလူထုကနေပေးထောက်ခံဖို့အတွက်ကျွန်တော်စီယုံပါတယ်ကြိုးစားပါတယ်ဒါပေမဲ့တကယ်အောင်မြင်ဆုံးစီယုံရေးအထူးရောက်ဆုံးစီယုံရေးကပြည်သူတွေကိုယ်တိုင်လုပ်ပေးတဲ့စီယုံရေးပါပဲပြည်သူတွေရဲ့နှလုံးသားတွေကထွက်လာတဲ့ထောက်ခံမှုနဲ့ထူရှားမှုတွေဟာကျွန်တော်တို့အဖွဲ့ချုပ်အတွက်အင်ဂျာမတန်ဖိုးရှိပါတယ်ဖြတ်လို့မရတဲ့တန်ဖိုးတွေလို့ပဲပြောချင်ပါတယ်အထူးဖြင့်အခုလိုကိုဗစ်ရောဂါနဲ့ရင်ဆိုင်နေရတဲ့ကာလမှာ ဒီလောက်တောင်မှဝင်းရံနေတာကိုကျမအမှန်ပြောရင်နည်းနည်းတောင်အားအသင့်သွားတယ်ဒီလောက်တောင်မှလုကြမယ်လို့မထင်မိဘူးပေါ့နော်ဟိုကတမန်ချိန်မှာစင်တော့လုမယ်ဆိုတော့ကျမယုံကြည်သားပြီးသွားပါပြည်သူလူထုရဲ့ထောက်ခံမှုပြည်သူလူထုရဲ့ယုံကြည်မှုကိုကျမတို့ကနေပြီးတော့ခက်ခက်ခဲခဲနဲ့နှစ်ပေါင်းများစွာရယူနိုင်မှုစူးစမ်းခဲ့တာကြောင့်မလို့ဒီလိုယုံကြည်မှုတွေအပြည့်မှုတွေတော့ရမယ်လို့တော့ကျမတို့ကမျောလင့်မှန်ခံခံမှန်းခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီလောက်အထိဒီလိုခက်ခဲတဲ့ကာလမှာ လုပ်ပေးကြမယ်လို့မထင်ခဲ့ဘူးဒါကြောင့်မလို့အထူးကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အခုကျမတို့ရဲ့တူတူရုပ်ောက်ပွဲတွေဆိုတာဟာမဲပြတဲ့ကိစ္စမှာဘာလို့တော့အရေးကြီးလဲဆိုတာမဲတပြားချင်းတပြားချင်းဟာကျမတို့နိုင်ငံရဲ့ကံကြမ္မာကိုစောက်တည်ပေးမဲ့မဲတွေဖြစ်ပါတယ်ကျမတို့ရဲ့နိုင်ငံရဲ့ကံကြမ္မာကိုကျမတို့ကိုယ်တိုင်ပဲစောက်တည်ရမှာဖြစ်ပါတယ်ကိုယ်ကံကြမ္မာကိုဖန်တီးရမယ်ကိုယ်ကံကြမ္မာကိုဖန်တီးဝင်လို့လူကျင်တယ်ဆိုတာလွတ်လာရေးမရခင်ကာလကလေးကကျမတို့ရဲ့ နိုင်ငံချင်းပုံကိုယ်တွေကကြွေးကြော်ခဲ့တာဖြစ်ပါတယ်။အဲ့တော့အခုအချိန်မှာဆိုရင်ကျမတို့ဟာကိုယ်ကြကံကျမကိုကိုဖန်တီးယုံတယ်မကောက်ကိုသမိုင်းကိုကိုရင်းနေကြတယ်ဆိုတော့ကျမသတိပြုစေချင်ပါတယ်။မြဲထဲသူအလုံးဟာတူးချင်းတူးချင်းကကိုယ့်ရဲ့သမိုင်းကိုလည်းကိုရင်းနေတယ်။ဒီရွေးကောက်ပွဲရဲ့သမိုင်းကိုလည်းရင်းရင်းနေတယ်။ကျမတို့နိုင်ငံရဲ့သမိုင်းကိုလည်းရင်းနေပါတယ်။ကျမတို့ရှင်ပြိုင်းနေတာဟာဟိုအနာဂတ်ကအတွက်ရှင်ပြိုင်နေတာဖြစ်ပါတယ်။ကျမတို့အတိတ်က အခက်ခဲတွေတိတ်ကစိန်ဟော့စိန်ခေါ်မှုတွေကိုကြော်လွှားပြီးတော့အနာဂတ်မှာအောင်မြင်ရေးအတွက်ကျွန်တော်တို့ရှင်ပြိုင်နေတာပါဒီတော့တနည်းအားဖြင့်ပြောခြင်းပြောရမယ်ဆိုလို့ရှိရင်ကိုယ့်အရေးချင်းနဲ့ကိုယ်ချင်းပြိုင်နေတာဖြစ်ပါတယ်ကိုယ့်အရေးချင်းဘလောက်ကြီးမားနိုင်တယ်နိုင်ငံသူနိုင်ငံသားများရဲ့အရေးချင်းဟာဘယ်လောက်ထွန်းတောက်နိုင်မလဲဆိုတာအဲ့ဒီဟာကိုဒီရွေးကောက်ပွဲကနေပြမှာဖြစ်ပါတယ်တရားမလို့အားလုံးကိုရွေးကောက်ပွဲမှာကျမတို့ပြောသလိုပေါ့နော်အောင်လံခိုင်မှု မေးပေးကြပါ။နောက်ပြီးတော့ဒီမိုကရေစီမှတိုင်ရေးအတွက်လည်းမေးပေးကြပါ။ကျမတို့ဟာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဆက်လက်ပြီးတော့နိုင်ငံရဲ့တာဝန်ကိုယူခြင်းနဲ့ဆိုတော့ပုံပွင့်လင်းလင်းပြောပြောခဲ့ပါလေ။ဒီလိုဆက်လက်နိုင်ငံရဲ့တာဝန်ကိုယူတဲ့အချိန်မှာနောက်၅နှစ်တွင်းမှာကျမတို့ဒီမိုကရေစီအမြင့်ခိုင်ခိုင်မာမာတွေ့သွားအောင်ပေါ့လို့ကျမတို့ကြိုးစားရမှာဖြစ်ပါတယ်။အဲ့ဒီဟာတွေ့လေပြည်သူလူထုရဲ့အကူအညီပံ့ပိုးမှုဟာအဓိကကြပါလေ တိတ်တမင်ကောင်းရင်ငှက်တောင်းနာနိုင်တယ်ဆိုသလိုကျမတို့ပြည်တော်စုကြီးကငှက်အမျိုးမျိုးလှပတဲ့ငှက်အမျိုးမျိုးအင်တာမှာဒေးချိုတန်လေးတွေကိုထွက်ပေါ်ပြေးနိုင်တယ်ငှက်အမျိုးမျိုးနားနိုင်တဲ့အပင်ကြီးဖြစ်စေချင်ပါတယ်ဒါပြည်တော်စုအပင်ကြီးပါအဲဒီအပင်ကြီးမှာဆိုလို့ရှိလို့ရှိရင်ငှက်တမျိုးလေးဆိုလို့ရှိရင်တကယ်တော့လဲငှက်အမျိုးမျိုးတော့မလှပါဘူးကျမတို့ရဲ့ပြည်တော်စုဆိုတော့ဒီတိုင်းသားလူမျိုးအမျိုးစုံနဲ့အလုံးဖွဲ့စည်းထားတယ်ဆိုတော့ဘလောက်ပိုပရတင့်တယ်လဲလှပတယ်ဆိုတော့ ျမတို့ပြည်သူတွေနှလုံးသွင်းစေချင်ပါတယ်အားလုံးအတွက်ဖူလုံနဲ့အားလုံးအတွက်လုံကြုံနဲ့အားလုံးအတွက်နေရာမှန်ရှိတဲ့တစ်တပင်ခေါင်းကြီးဖြစ်အောင်လို့ကျမတို့အားလုံးကြိုးစားရမှာဖြစ်ပါတယ်ဒါအစိုးရတစ်ခုတွေကြိုးစားလို့မရပါဘူးပြည်သူနဲ့အစိုးရဆိုတာဘယ်တော့မှခွဲခြားလို့မရပါဘူးဟိုကျမတို့ခန့်ဟပြောသလိုပေါ့နော်ခေါင်းနဲ့ပန်းလို့ပဲပေါ့ဒီဟိုအဲဒီဒီကားတပြားရဲ့ဟိုဘက်ဒီဘက်လို့ပဲတစ်ဖက်ကမကောင်းလို့ရှိလို့ရှိရင်တစ်ဖက်ကနေပြီးတော့ကောင်းမှုမှမလွဲပါဘူးတစ်ဖက်ကကောင်းပြီးတော့ အဲတစ်ဖက်ကနေပြီးတော့အသင့်တင်မဲ့ solution လို့ရှိရင်နှစ်ဖက်စလုံးကောင်းတာပေါ့တောင်းဖို့မရှိပါဘူး။ဒါမှမဟုတ်ပြည်သူနဲ့အစိုးရအစိုးရနဲ့ပြည်သူဆိုတာအမြဲပဲလက်တွဲပြီးတော့လုပ်ဖို့လိုပါတယ်။ဒါကြောင့်မလို့ဒီမိုကရေစီစနစ်ကိုကျမတို့ကနေပြီးတော့အားပေးတာပါ။ကျမတို့ကလက်ခံတာပါ။ဟိုဒါလည်းနိုင်ငံရေးသမားပြောအများပြောလို့ရှိတဲ့အတိုင်းပဲဒီမိုကရေစီစနစ်ဆိုတာလည်း၆ပြည့်ကင်းတဲ့လေးစင်မဟုတ်ပါဘူး။သို့သော်လည်း ကျောက်ပြင်ကင်းပဲလဲစေမဟုတ်တဲ့လူသားတွေထွင်ထားတဲ့စနစ်တွေထဲမှာတော့အကောင်းဆုံးပဲလို့ကျမတို့ဒီလိုပဲသတ်မှတ်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အများပြည်သူကိုတောင်းပို့ထားတဲ့စနစ်ဖြစ်လို့ပါပဲ။ကျမတို့အခုရွေးကောက်ပွဲလုပ်တဲ့နေရာမှာဆိုလို့ရှိရင်ရွေးကောက်ပွဲဆိုတာပြိုင်တာပဲ။အဲ့တော့ပြိုင်ရတယ်တဦးနဲ့တဦးပြိုင်ရတယ်တဖွဲ့နဲ့တဖွဲ့ပြိုင်ရတယ်ဆိုတော့နိုင်ကျင်တဲ့စိတ်တွေနဲ့တခါတလေမမြင်မလို့မလို့သိတဲ့ကိစ္စတွေလှုပ်ထားတယ်လည်းရှိတယ်မဖြစ်တဲ့နိုင်တယ်လည်းဖြစ်ထားရရှိပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့လည်းကျမပြည်သူတွေကို ကျေးဇူးတင်တယ်ဆိုစကားတူပြောချင်ပါတယ်အခုကြိုတင်မဲ့ပေးတဲ့ကာလတခြားမှာပြည်သူတွေရဲ့နှိုးကြားတက်ကြွမှုကြောင့်မလို့ဘယ်လိုအနေကျစ်တည်ရှိနေလဲဆိုတော့ကျွန်တော်စောစောစီစီသိရပါတယ်ဒီစောစောစီစီသိရတဲ့အကြောင်းအလုံးကလည်းဝိုင်းပြီးတော့ထောက်ပြတဲ့အခါမှာရွေးကောက်ဘက်ကော်မရှင်ကလည်းပြုပြပြုပြင်တင်တာတွေကိုပြုပြပါတယ်ဒီရှိရနေမှာရွေးကောက်ပွဲထွေလူရွေးကောက်ပွဲကျင်းပတဲ့အခါမှာအပြစ်အနာစာကင်းအောင်လို့အတားနိုင်ဆုံးစူးစမ်းနေတယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ် ကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဥပဒေပေါင်းအတွင်းကနေပြီးတော့တာဝန်ရှိသည့်တွေအားလုံးကူညီပေါင်းပို့ပေးပါတယ်ဒီတော့ကျွန်တော်တို့ပြည်သူတွေဟာရွေးကောက်ပွဲနေ့မှာလည်းနှိုးကြားတက်ကြွလို့လိုပါတယ်ရွေးကောက်ပွဲစီမင်းစီကွင်းစီကဥပဒေနဲ့ကန့်ညှိမှုမရှိဘူးလို့ထင်လို့ရှိရင်လူလောက်စွာကိုကိုဆန္ဒမင်းကိုကိုပေးခြင်းသလိုပေးပိုင်ခွင့်ကိုချိန်ပါတဲ့ကိစ္စတွေရှိနေတယ်လို့ထင်လို့ရှိလို့ရှိရင်မဲယုံနေမှာတာဝန်ယူယူနေတဲ့ပုံကိုယ်တွေကို အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့အသိပေးပါကျမတို့ရွေးကောက်ပွဲကြီးဟာဒီကမ္ဘာလုံးကနေကျမတို့နိုင်ငံတွေမဟုတ်ဘူးဒီကမ္ဘာလုံးကနေပြီးတော့အင်ပတာမတည်ငြိမ်ပါတယ်အင်ပတာမစီစီကံတည်ဝတ်ပါတယ်ပြည်သူများဟာကြည်ကျင်နတ်နတ်နဲ့မိမိတို့ရဲ့ဆန္ဒအရာမဲပေးနိုင်ခွင့်ရှိပါတယ်ဆိုတော့ပေါ်လွင်စေချင်ပါတယ်ရွေးကောက်ပွဲများရဲ့သဘောတဘာဝအရာအခက်အခဲတွေတော့ရှိတာပဲအခုကျမတို့ပြည်သူတွေလည်းသိမှာပါပဲ အင်တန်မဝါရင်တဲ့ဒီမိုကရေစီနိုင်ငံကြီးတွေမှာဒါမှရွေးကောက်ပွဲပြဿနာတွေဆိုတက်တက်ပါတယ်အရေးကြီးတာဒီပြဿနာတွေကိုအေးအေးချမ်းချမ်းနဲ့ဥပဒေပေါင်းတွင်ခံနေပြီးတော့ရှင်းသွားဖို့ပါပဲအဲ့တော့ကျမတို့နိုင်ငံဟာတချို့ဒီလိုပြဿနာတွေနဲ့ရင်ဆိုင်နေတဲ့နိုင်ငံကြီးတွေလို့အနည်းပညာတွေလည်းပြည့်စုံမှုမရှိဘူးငွေရေးကြေးရေးလည်းအများများပြတ်ပြတ်မရှိဘူးအဲ့ဒီတော့ဘာလို့ကျမတို့ကအားကိုးရမလဲဆိုပြည်သူတယောက်ချင်းတယောက်ချင်းစိတ်တက်ပြည်သူတယောက်ချင်းရဲ့တယောက်ချင်းရဲ့ စိတ်ထားခိုင်မာမှုပဲကျွန်တော်တို့အားကိုးရမှာပဲဒီတော့ကျွန်တော်တို့ဟာဘယ်လောက်စီကန်းရှိရှိနဲ့ဒီရွေးကောက်ပွဲကိုအားပေးတယ်ရွေးကောက်ပွဲကိုအားပေးတယ်ဆိုရင်ရွေးကောက်ပွဲမှာတွားပြီးတော့မဲပေးယူနေမှာမဲပေးဖို့မဲပေးနေရမှမှန်ကန်ကန်တည်တည်ငြိမ်ငြိမ်ရှိတယ်ဆိုတာကိုပြသစေချင်ပါတယ်ဘယ်လိုမှတန်တရာမရှိနိုင်အောင်လို့ဘယ်လိုမှအထင်ကောလေးတွေရရှိမှာပေါ့ဒါကတော့ရွေးကောက်ပွဲတိုင်းမှာရှိမှာပဲလုံးဝအထင်ကောအဲ မရှိခဲ့တဲ့ရွေးကောက်ပွဲဆိုတာရှားပါတယ်ဒီတော့နည်းနည်းအထင်ငယ်လေးတွေရှိလို့ရှိနေတောင်မှဒီဟာတွေကိုကျမတို့ဟာဥပဒေပေါင်းတွင်းရနေပြီးတော့တရားများများတတ်တာနဲ့ဖြည့်ရှင်းနေတည်တည်ငြိမ်နဲ့ဖြည့်ရှင်းနေဆိုတာကိုလုံးဝပေါ်လွင်စေချင်ပါတယ်အဲ့တော့ကျမထပ်တင်လေးလေးပြောနေတဲ့သုံးနေတဲ့ဝဟလာတည်ငြိမ်ခြင်းမဲ့တည်ငြိမ်မှုအင်ပရာမှာအရေးကြီးပါတယ်ရွေးကောက်ပွဲနေ့မှာကျမတို့အားလုံးတည်တည်ငြိမ်ငြိမ်နဲ့တွားပြွန်မဲ့ပေးရမယ်မှမှန်ကန်ကန်ပေးရမယ်မြန်မာဒီမိုကရေစီဖွဲ့ချုပ်ကိုပေးဖို့လည်းမမေ့ပါနဲ့နော်အဲ့တော့ ဲ့လိုမဲပြေးတဲ့အခါမှာကြည်ကျင်းနန်းနန်းနဲ့မဲပြေးပါကိုယ့်ရဲ့နိုင်ငံရဲ့ကံကြမ္မာကိုကိုဖန်တီးတဲ့နေရာမှာတတောက်တနေရာပါဝင်ခဲ့ပြီဆိုတာကိုကျေနပ်ပါကိုယ့်နိုင်ငံရဲ့တမိုင်ကိုရေးတဲ့နေရာမှာတတောက်တတောက်တနေရာကနေပြီးတော့ကျေနပ်ပါခဲ့ပြီဆိုပြီးတော့ကျေနပ်စီချင်ပါတယ်အဲ့လိုကျမတို့ကျေနပ်မှုချီးမှကျမတို့ရဲ့ရွေးကောက်ပွဲကြီးကျမတို့ရဲ့ဒီမိုကရေစီဖြစ်စဉ်တစ်ခုဟာ အောင်မြင်သွားပြီလို့ကျမတို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။အဲတော့နောက်တစ်ခုကျမပြောချင်တာစိုးစိုးရလေးကျမပြောပါတယ်။ဒီရုပ်ောက်ပွဲမှာအထက်ဒီနည်းနည်းအထင်ငော်လေးတွေရှိကောင်းရှိမယ်။အဲ့အဲ့ဒီလိုအထင်ငော်လေးတွေကတော့ဖြစ်လင့်ဖြစ်တာရှိပါတယ်။အဲဒါပေမဲ့အဲ့ဒါကိုစဉ်းစားမယ်ဆိုရင်စိုးစိုးကကျမပြောတော့ပေါ့နော်တစ်တပင်ကောင်းရင်ငှက်တလောင်းနားနိုင်ရင်အဲ့ဒါကိုကျမဘယ်လိုမြင်ချင်လဲဆိုတော့တရက်ပင်ကြီးဆိုပါလို့တရက်ပင်ကြီးအကြီးကြီးမှာ အသီးတွေအများကြီးပဲတင်းနေတယ်ဒီအသီးတွေထဲမှာ၃လ၅လုံးလောက်က မကောင်းပုံနေတယ်ကျွေကြတယ်ဆိုရင်ဒါဟာတိပင်းကြီးရဲ့တံခိုးကိုမလျော့စေပါဘူးတိပင်းကြီးဟာဒီအင်မတန်မှတံခိုးရှိတဲ့တီးတွေကိုအများအတွက်တီးပင်းနိုင်တဲ့တိပင်းကြီးပဲဖြစ်မှာကျမတို့ရွေးကောက်ပွဲကိုလည်းဒီလိုဖြစ်အောင်လည်းကျမတို့လုပ်ရပါလိမ့်မယ်အချင်းငော်လေးတွေရှိမယ်တချို့တွေကမကျေနပ်ခဲ့တဲ့တွေရှိမယ်ဒါပေမဲ့အဲ့ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကြီးရဲ့တံခိုးဟာမကြသွားပါဘူး အများစုအနေပြီးတော့မမှန်ကန်ကန်နဲ့လုပ်တယ်တတ်နိုင်သမျှတရားမျှတအောင်လို့တတ်နိုင်သမျှအများပြည်သူရဲ့ဆန္ဒကိုရောင်မြန်ဟအောင်လို့လုပ်နိုင်နေဆိုရင်ကျမတို့ရုပ်ောက်ပွဲကြီးဟာအောင်မြင်တဲ့ရုပ်ောက်ပွဲကြီးဖြစ်ပြီးကျမတို့ရဲ့နိုင်ငံဟာဒီမိုကရေစီလမ်းကိုနောက်တစ်လမ်းဆက်ပြီးတော့တိုးလို့သွားလို့ရပြီလို့ကျမတို့အားလုံးမှတ်ယူနိုင်ပါတယ်။တရားမလို့ရုပ်ောက်ပွဲမှာမေးပေးကြဖို့မေးပါနဲ့ကျမတို့ကလည်းကျမတို့ဘက်ကနေပြီးတော့ တာဝန်တည်တည်နဲ့တတ်နိုင်သမျှဟိုအလုံးအစင်ချော့အောင်လို့လုပ်ပေးပါမယ်။ကျမတို့ရဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များအလုံးဟာလည်းရွှေကောက်ပွဲစီမင်းစည်းကမ်းများနဲ့ကိုက်ညီစွာလုပ်ဖို့ကျွန်တော်ထပ်ပြီးတော့သတိပေးချင်ပါတယ်။နောက်ပြည်သူလူထုအလုံးလည်းသိဖို့ဟာမနေ့ဖြန်ညဒီကောင်ညာနောက်ပိုင်းမှာဆိုလို့ရှိလို့ရှင်အောင်နိုင်ရေးကိစ္စတွေအလုံးရရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ကျမတို့ ဟိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုထောက်ခံတဲ့တည်ရတာတွေအတုံးတုံးဆောင်လာတို့အဝိထာတို့တီရှပ်တို့လက်အိတ်တို့ခေါင်းစည်းတို့ဟိုရင်ထိုးတို့အဲ့ဒါတွေကတော့ဒီ6ရက်နေ့တကောင်ငါနေစပြီးတော့ကျမတို့တုံးဆောင်ခြင်းကိုတော့ပြတ်တန်ပါလိမ့်မယ်ကမ္ဘာရင်ဒိုးနဲ့ပတ်သက်လို့ကျမပြောချင်တာကတော့ကျမတို့ရဲ့ရင်ဒိုးတစိ့ပေါ့နော်ပါတီရင်ဒိုးတစိ့ကိုတော့အဲရွေးကောက်ပွဲနေ့မှာ တပ်ပိုင်ခွင့်ရှိတဲ့လူတွေတည်တည်ဝင်တပ်မှတ်ထားတာရှိပါတယ်ဥပမာကိုစဲလောင်းများ ਨੇ ဒီပါတီမဲယုံအတွင်းမှာတာဝန်ကြတဲ့ပါတီကိုစဲများဟာမိမိတို့ရဲ့ပါတီသစိတ်တွေကိုတပ်ပိုင်ခွင့်ရှိပါတယ်ကျန်တဲ့လူတွေကတော့မတတ်ရပါဘူးမတတ်ကြပါနဲ့နောက်ပြီးတော့ဒီမှာတို့ဟိုအဖွဲ့ချုပ်ကိုထောက်ခံတော့အဖြစ်ပြည်သူတွေကနေပြီးတော့တက်တက်ကြွကြွနဲ့ကတ်ထားတဲ့စတစ်ကာတွေကားတွေပေါ်မှာစိုက်ကားတွေပေါ်မှာမော်တော်ဆိုင်ကယ်တွေပေါ်မှာ အဲ့ဒါတွေတော့ဖြုတ်ရပါလိမ့်မယ်အဲ့ဒီအဲ့ဒီလိုကပ်ပြီးတော့ဒီဒီစတစ်ကာတွေကပ်ပြီးတော့အားပေးခဲ့တဲ့အတွက်လည်းထပ်ပြီးတော့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်တဲ့ထိုက်တဲ့လူကိုကျေးဇူးတင်ခြင်းဟာမင်္ဂလာတပါးလို့ဒီလိုပဲကျမတို့အားလုံးသိကြပါတယ်ဒါနဲ့ပတ်သက်လို့ဆရာတော်တပါးကြီးဆရာတော်ကြီးတပါးကကျမအောင်မင်းခဲ့ပူပါတယ်ကျေးဇူးတင်ရမယ့်လူရှိတာလဲကောင်းကောင်းချင်းတပါးပါပဲဒါလည်းအင်တာမှတ်မှတ်ပါတယ် ကျေးဇူးတင်ရမယ်လူရှိတယ်ကျေးဇူးတင်စရာလူရှိတယ်ဆိုတာကိုယ့်ပေါ်မှာကောင်းတဲ့လူရှိတယ်ကိုယ်ကိုယ်ကိုယ်ပေါ်မှာမေတ္တာကရုဏာထားတဲ့လူရှိတယ်ဆိုတဲ့အထိပယ်ပဲဖြစ်ပါတယ်တရားမလို့ဒီမှာတော့ဟာပြည်သူတွေကိုကျေးဇူးတင်နိုင်တယ်ဆိုတော့သိအားရပါတယ်ကျေးဇူးတင်ရတာလည်းတနည်းအားဖြင့်ပြောရမယ်ဆိုရင်တင်သင့်တင်တိုင်းလို့တင်တာပေါ့နော်ဟိုတာဝန်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့ဒီလိုကျေးဇူးတင်ရမယ်လူတွေရှိတာဟာတော့ကျမတို့အတွက်စိတ်ချမ်းသာမှုတစ်ခုပါပဲအဲဒါကြောင့်မလို့ အဲဒီရွေးကောက်ပွဲကိုအခုဆက်ပြီးတော့သွားတဲ့နေရာမှာပြည်သူကိုယုံကြည်မှုအပြည့်အဝနဲ့မျိုးသားဒီမိုကရေစီဖွဲ့စည်းကဆက်သွားမှာဖြစ်ပါတယ်။ပြည်သူကလည်းကျွန်တော်ကိုယုံယုံကြည်ကြည်နဲ့ထောက်ခံကြပါ။ထောက်ခံမယ်ပြေးကြပါလို့ကျွန်မအနေနဲ့လည်းမေတ္တာရခံကြပါတယ်။ခုနှစ်နှစ်၆ရက်နေ့သကောင်မှာဆိုလို့ရှိရင်အောင်နိုင်ရေးကိစ္စတွေအားလုံးရပြီးတော့ခုနှစ်နှစ်မှာဆိုရင်တော့ကျွန်တော်ကနေပြီးတော့အေးစစ်စစ်ညီညီတက်တက်နဲ့ နောက်နေ့ရှိရနေအတွက်အားရမွေးဖို့ပဲဖြစ်ပါတယ်အခုအချိန်မှာစင်ကိုဗစ်ရောဂါအန်ဒီရရှိနေတဲ့အခါကျတော့အန်ဒီဒီရောဂါအန်ဒီကင်းရှင်းစွာနဲ့ပြည်သူတွေမဲပေးနိုင်မှုအတွက်ကျွန်တော်တို့အတက်နိုင်ဆုံးစီစဉ်ထားပါတယ်ပြည့်ပြည့်စုံစုံကျမရဲ့အာဇာဝင်ကြီးဌာနရဲ့အကြံပြုချက်တွေအရကျွန်တော်တို့ဆောင်ရွက်ထားပါတယ်အဲ့တော့ပြည်သူတွေအနေနဲ့ယုံကြည်မှုအပြည့်အဝနဲ့မဲယုံနေမှာသွားပြီးတော့မဲပေးလို့ရပါတယ်အဲ့ဒါကိုအဲ့ဒီ အဲ့ဒီအခွင့်အရေးကိုမလွတ်ပါစေနဲ့ကျွန်တော်တို့ကျမတို့ပြည်သူများဟာနေပေးပြီးတဲ့အခါကြလို့ရှိလို့ရှိရင်ဟိုစီမင်းစီကံအရလှုပ်ဆောင်ခြင်းစဉ်းစားပါတယ်အဲတဲ့ကြွမှုတွေဆိုတော့ကိုယ့်ရဲ့နှလုံးသားတွေမှာထားပြီးတော့ဒီရွေးကောက်ပွဲရလတ်တွေကိုတရားဝင်ကြညာတာကိုစောင့်ဆိုင်ပြီးတော့နားထောင်ကြပါအေးအေးဆေးဆေးနဲ့နားထောင်ကြပါကျမတို့ပြိုင်ပွဲဝင်တဲ့လူတိုင်းလူတိုင်းဟာတကယ် တောင်ဘူးရှိတဲ့ပြိုင်ပွဲဝင်နေဆိုလို့ရှိလို့ရှိရင်ရလက်ကဘလူပဲဖြစ်ဖြစ်နေတတ်ရပါတယ်အဲ့တော့ကိုနိုင်လို့ရှိလို့ရှိရင်တိတ်ကြုံသွားတာတို့ခါတဲ့လက်ခမောင်းခတ်တာတို့ဟိုတဖက်သားမခံကြအောင်လှုပ်တာတို့ဒါတွေဆိုတာလုံးဝမရှိတယ်မဟုတ်ကိုဖြစ်ချင်းတဲ့ရလက်အတိုင်းတရားရဂိုင်းတို့မဖြစ်ဘူးဆိုလို့ရှိလို့ရှိရင်လည်းဒေါသနဲ့တုံ့ပြန်တာတို့ပြဿနာရှာတို့ဒါတွေဆိုတာလည်းမဖြစ်တယ်မဟုတ်အဲ့ဒါကြောင့်မလို့ဒီမတို့ရဲ့ပြည်သူတွေဟာ နိုင်ငံကသိပေမဲ့ဖွံ့ဖြိုးမှုမှာသိပြီးတော့အရှိအာမရောက်သိပေမဲ့ကျွန်တော်နိုင်ငံဒီမိုကရေစီအရာလဲအပြည့်အဝအဲအပြည့်အဝတော့မရသေးတဲ့နိုင်ငံတစ်ခုဖြစ်ပေမဲ့လည်းဘယ်လောက်ကျွန်တော်တို့ပြည်သူတွေဟာဒီမိုကရေစီစိတ်ဓာတ်တင်နဲ့ပြည့်ဝတယ်ဆိုတာတော့ဒီရွေးကောက်ပွဲနေ့မှာပြသခြင်းပါလေရွေးကောက်ပွဲနေ့နောက်ပိုင်းရွေးကောက်ပွဲရလဒ်တွေကို ပညာမဲ့နေ့ဒီမှာလည်းဆက်ပြီးတော့ပြသချင်ပါတယ်။ဒီမှာတို့ပြည်သူများဟာကိုယ်ကံကြမှာကိုကိုယ်လက်ထက်မှာဂိုင်ထဲရဆိုတာမမေ့ပါနဲ့။ကိုယ်သမိုင်းကိုကိုယ်လက်နဲ့ပဲကိုရေးရမယ်ဆိုတာမမေ့ပါနဲ့။အားလုံးဟာမမှန်ကန်ကန်နဲ့အောင်အောင်ခိုင်စေဖို့ဒီမိုကရေစီမှန်ကန်စေဖို့ရှိရနေကြလို့ရှိရင်အင်တိုင်းအားတိုင်းမေ့ပေးကြပါလို့ကျွန်မအနေနဲ့မြတ်တရားခံနေတယ်။ဒီကုန်းချုပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ်။အဲ့မှာချမ်းသာကြမယ်။ဒီမိုကရေစီဖွဲ့ချုပ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပေးကြပါ။